အာစနယ်တို့ချန်ပီယံလိရဖို့နေနေသားသားဇီသူလင်းအောင်မဖြစ်ဘူးလို့အပိုင်ကြီးပြောချလိုက်တဲ့ဖာဒီနန်ရီယိုဖာဒီနန်ကတော့အာစနယ်တို့ချန်ပီယံလိဘလားကိုရရှိဖို့နေနေသားသားဖိုင်နယ်ရောင်တက်စရာအကြောင်းမရှိဘူးလို့အပိုင်ကြီးပြောလာခဲ့ပါတယ်ဖိုင်နယ်က PSG အသင်းကသာချန်ပီယံလိမရဘူးတဲ့အသင်းချင်းတူတူဘူဘူချင်းတက်လို့ပြီးတော့ချန်ပီယံလိဘလားကိုအရင်ရသွားလိမ့်ဦးမယ်လို့ဆိုလာခဲ့တာပါဖိုင်နယ်နေနဲ့အာစနယ်အသင်းကိုတော်လေးကိုထင်မကြီးပုံရပြီးတော့ချန်ပီယံလိဘလားကိုလည်းမရနိုင်ဘူးလို့ထင်မိနေတာဖြစ်ပါတယ်။အာစနယ်ပရိသတ်တွေကသူတို့အသင်းနေတဲ့ဒီအသီးမှာ ချန်ပီယံလိဘလားကိုရာသွားနိုင်ခြင်းရှိနေလို့ယူဆနေကြတာပါ။ဒါကြောင့် finance ကအာစနယ်ပရိသတ်တွေရင်းနှဲကိုဗိုလ်တီဘက်တီဖြစ်သွားစီမှာတော့သိကြပါလိမ့်။အာစနယ်ချန်ပီယံလိ quarter final မှာလက်ရှိချန်ပီယံ Real Madrid ကိုအသားရ6ပြတ်သိပ်ပြီးတော့အနိုင်လာတဲ့အသေးမဲ့ဖြစ်ပါလိမ့်။ Real Madrid တို့အာစနယ်ကိုအိမ်ခွင့်လည်းမနိုင်အဝေးခွင့်လည်းမနိုင်အဖုံးပိတ်ထားလည်းမနိုင်အဖုံးဖွင့်လာလည်းမနိုင်ဖြစ်သွားခဲ့ရပါ။နှစ်ကြောပေါင်း5ခုတကုတ်နဲ့ချန်ပီယံလိ15လုံးပိုင်ရှင်တို့ရွှေဗလားပိုင်ရှင်တွေရှိမှဒူးတောက်ပေးလိုက်ရတာဖြစ်ပါလိမ့်။ အာဆီယံရီယယ်မက်ဒရစ်ကိုချန်ပီယံလိမှာ၄ပွဲတိကစားခဲ့ပြီးတော့လုံးဝကိုမဆုံးသေးတဲ့မှတ်တမ်းကိုပေါ်ဆောင်ထားနိုင်လို့ဘာနေဘူးကွေးမှာကန်တိုင်းနိုင်တဲ့အစဉ်လောက်လဲချန်ရင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်တို့၂၀၀၉ခုနှစ်ကနေ၂၀၂၄ခုနှစ်ထိစကြာကာလမှာချန်ပီယံလိ၆လုံးရသွားတာအာဆီယံနဲ့ထိတိုင်မတွေ့ခဲ့လို့များလားဒီလိုတော့မှတွေ့ထင်စရာကောင်းသွားတာဖြစ်ပါတယ်။အာဆီယံချန်ပီယံလိ semi final မှာ Aston Villa ကိုကျော်ဖြတ်လာတဲ့ PSG တင်းနဲ့တွေ့ဆုံရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ဂျာတဖာက semi final မှာတော့ Dortmund ကျော်ဖြတ်လာတဲ့ Barcelona နဲ့ Bayern Munich ကိုဖြတ်လာခဲ့တဲ့ Inter Milan တို့တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ။ PSG ကချန်ပီယံလိအုပ်စုစစ်မှာအာစနယ်ပါဝင်အသင်းချုပ်ကိုရှုံးထားပေမယ့်ရှုံးထွက်အဆင့်မှာတော့ Liverpool, Aston Villa တို့လိုအသင်းကောင်းတွေကိုဖြုတ်ပြထားနိုင်တာပါ။ဒါနဲ့ပဲ Ferdinand က PSG နေနဲ့ Aston ကို semi-final မှာအနိုင်ပြီးတော့ Champions League final မှာတက်ကဘိုးဆွဲသွားလိမ့်မယ်လို့ဟောကိန်းထုတ်လာခဲ့တာဖြစ်ပါတယ်။သူက Arsenal နဲ့ PSG ပွဲမှာဆိုလို့ရှိရင်ကျွန်တော်က PSG ဘက်မှာပဲနေမှာပါ။တဖက်မှာ Barcelona နဲ့ Inter Milan မှာတော့ Inter Milan ပဲ final တက်မယ်လို့ထင်ပါတယ်။ final မှာ PSG နိုင်ရပြီးတော့ champion ဖြစ်သွားပါလိမ့်မယ်။တကယ်တမ်းမှာကျွန်တော်က Barcelona နဲ့ PSG တို့ရဲ့ final ကိုမြင်ချင်တာပါ။ ဒီလိုဆိုရင်တော်လေးကိုပြည့်စုံတဲ့ final ဖြစ်လာပါလိမ့်မယ်။နှစ်သင်းဆုံးကအားကောင်းတဲ့သုံးအတန်းခန်းစစ်ကိုပိုင်ဆိုင်ထားသလိုပြိုင်မဲ့ခန်းစစ်ကိုစနေကြကြဖျက်ဆီးနိုင်တဲ့အသင်းတွေပါ။စေယုတ်ဆန်တဲ့ပွဲကိုမြင်ရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အင်နာမီလန်ပဲဘိုလီပွဲကိုတတ်သွားမယ်လို့ထင်ပါတယ်။ကျွန်တော်တကယ်ကြည့်ချင်တာကဘာစရာနဲ့ PSG လိုပွဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်ဖြစ်လာမှာအင်နာမီလန်နဲ့ PSG တို့ရဲ့ final ပါ။ PSG ဘိုဆွဲပါလိမ့်မယ်။ကျွန်တော်အာစတင်ကိုတကယ် final ရောက်စေချင်တာပါ။သူတို့ဘိုဆွဲသွားမယ်ဆိုရင်လည်းကျွန်တော်မနာလို့စရာအကြောင်းမရှိပါဘူး။အမှန်တိုင်းပြောတာပါ။ကျွန်တော်အာစတင်ကစားမတွေကိုကြိုက်ပါတယ်။ စာကောင်လည်းသဘောကျပါတယ်။အိုဒီကတ်ကိုလည်းသဘောကျတယ်။တင်ပါလူးဝစ်ကယ်လီဂါဘရီယယ်ဆာလီဘာအကောင်လုံးကိုကျွန်တော်ကြိုက်ပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ဖိုင်နယ်နေနဲ့ဘာစလောနဲ့အာစနယ်တို့ကိုဖိုင်နယ်တက်စီကျင်းပါတယ်လို့ဘလို့ပဲပြောပြောမပြေတော့လဲကံအားရှိနေတာပါ။ဘာစလောဖာဒီနန်ပါဝင်တဲ့ယူနိုက်တက်အသင်းကိုချန်ပီယံလိဖိုင်နယ်နှစ်ကြိမ်ထိကိုအနိုင်ငယ်ဘူးတာဖြစ်ပါတယ်။ဒါကြောင့်ဖိုင်နယ်ကအင်တာမီလန်ကိုပဲဖိုင်နယ်တက်မယ်လို့ပြောတာဖြစ်ပုံရပါတယ်။ယူနိုက်တက်ကစားမအောင်တူးနေတဲ့ဖိုင်နယ်မှာဘာစလောနဲ့ပတ်သက်တဲ့အမှတ်ရကောင်းလေးတွေရှိနေပါပါ။ထို့သူပဲအာစနယ်ဆိုတာကလည်းယူနိုက်တက်အတွက်ခါးသီးတဲ့ပြိုင်ဘက်ဖြစ်ပါတယ်။ ဒါကြောင့် final ကအင်္ဂလန် club ဖြစ်တဲ့ Arsenal အစားပြင်သစ် club PSG ကိုတော့အားပေးနေပြီးတော့ champion ဖြစ်သွားပါလိမ့်မယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ final ပြောသလိုဖြစ်လာမလားချင်းနေကစောင့်ကြည့်ရမှာပါ။ PSG Inter Milan တို့ကလည်းပုံစံကောင်းနေပြနေပြီးတော့တောင်းတင်းတဲ့အသင်းတွေပဲဖြစ်ပါတယ်။ပရိသတ်တွေက final ပြောတာသဘောတူလား။ကိုယ်တိုင်ဆိုရင်ဘယ်အသင်းတွေ final တက်မယ်ထင်ပြီးတော့ဘယ်အသင်းကိုဘိုးဆွဲစီခြင်းလဲ။ comment မှာမှတ်ချက်ပေးဝေမျှသွားလို့ရပါတယ်။